ဒီနေ့မှာတော့3350တန်မိုးရှိရဲ့မီနီကွန်တို့တိုက်ခတ်အသစ်ဆက်ဆက်ကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။မိန်းမပေါင်းတကားမှာဆိုရင်ကျွန်းတကားကိုတက်ဆင်ပေးထားမယ်။အဲခန်းအိတ်ခန်းတွေမှာပတ်ကင်းတွေခင်းပေးထားပြီးတော့ဆိုဖာစတီတစ်ခုပါမယ်။အဲရကိုတစ်လုံးတက်ဆင်ပေးထားတယ်ဖြစ်ပါတယ်။ဒီပရင်ပေါင်တိုင်းမှာဆိုရင်ကိုရီးယားကျွန်းဆက်လိုက်ကတက်ဆင်ပေးထားပြီးတော့ဘေးတိုင်းမရှိတဲ့အတွက်ကြောင့်မလို့အလင်းအောင်နဲ့လေဦးလေးထောက်ကောင်းဝါရရှိမှာပဲဖြစ်ပါတယ်ရှင်။အဲခန်းမှာဆိုရင် ဒီ비ဇင်ကိုထားရှိပေးထားရဲမီးအလှလေးတွေအီကိုဝူတွေနဲ့ဖောင်ခတ်ပေးထားပြီးတော့အောက်ချင်မှာဆိုရင်ကပ်ပိနဲ့ပါရှိရပဲဖြစ်ပါတယ်ရှင်အိမ်ခန့်အပြင်ဘက်မှာဆိုရင်လည်းဗကြီးကားပဲချိန်ဆွဲဆွဲအီကိုဝူတွေနဲ့ဖောင်ခတ်အလှဆင်ပေးထားရပဲဖြစ်တယ်မျက်နှာချက်မှာဆိုရင်အီကိုဝူအလှတွေနဲ့ဖောင်ခတ်ပေးထားပြီးမျက်နှာချက်ကောနစ်မီးသီးအမြုပ်မီးဆိုင်မီးရွယ်လေးနဲ့အလှဆင်ပေးထားရပဲဖြစ်ပါတယ်ရှင် ဒီဘေးနိုင်ရမှာဆိုရင်ဗကြီးကားချိန်ဆွဲပေးထားမယ်။ကိုပိုင်မီတာကိုပိုင်မော်တာပါဝင်မယ်။ဒီခလုတ်တဲ့အလုံးတင်လိုက်ပြီဆိုရင်ရေဒီမီရဲ့အလွယ်တူရရှိစေမှာဖြစ်ပါတယ်ရှင်။တေးတဲ့ဝရဏပါရှိပြီးရောကျွန်းတကောက်တက်ဆင်ပေးထားမယ်။ကျေးပြားခင်မိထားမယ်ဝရဏမြင့်နဲ့အရှိမဆိုရင်တိုင်းမြင့်မရှိတဲ့အတွက်ကြောင့်မလို့အလင်းရောင်နဲ့လေဝင်လေးထောက်ကောင်းစားရရှိမှာပဲဖြစ်ပါတယ်။အိတ်ခမ်းဧကန်းတွေဘလို့ပြင်ဆင်ထားလဲဆိုတာကိုရှင်စင်းကပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ရှောက်လမ်းမှာဆိုရင်မြန်းနဲ့ချက်မှာမီးသီးမီးဆိုင်နေနဲ့အလှဆင်ပေးထားမယ်ပါတီရှင်းပေါက်စလေးပိုင်းရှိမှာပဲဖြစ်တယ်အိမ်ခန်းအပြင်ဘက်မှာဆိုရင်ဗရင်ပေါက်ပါရှိပြီးတော့ slide တို့တကောက်ကိုတက်ဆင်ပေးထားမယ်အိမ်ခန်းထဲမှာဆိုရင်ပါကေးခင်းပေးထားမယ်မြန်းနဲ့ချက်မီးသီးမီးဆိုင်နေနဲ့အလှဆင်ပေးထားပဲဖြစ်ပါတယ်မီနီကွန်တိုတိုက်တဲ့ဆက်ဆက်ဖြစ်တဲ့တကြောင်လို့မီးလိုက်ရေလိုက်စီးလိုက်နေအကုန်အစ်စ်ပြန်နေပြုလုပ်ပေးထားပဲဖြစ်ပါတယ်ရှင်အပြင်ဘက်မှာဆိုရင်ဗရင်ပေါက်ပါရှိမယ် ဒီအခန်းထဲမှာကျွန်းတစ်ခါကိုလက်ဆင့်ပေးထားပြီးတော့ကိုရီးယားပါကင်ခင်ပြီးတိုင်းမျက်နှာကျကောနေမီအမြုပ်တွေနဲ့လှဆင်ပေးထားပဲဖြစ်ပါတယ်။ဒီမှာစကန်နဲ့အတွိုင်းလမ်းမှာဆိုရင်ကျွေပြားခင်ကျွေပြားကပ်ပေးထားတယ်။ PVC တကားကိုလက်ဆင့်ပေးထားပြီးတော့ဘိုးတိုင်းအင်တာအစ်တလုံးကိုလက်ဆင့်ပေးထားပဲဖြစ်တယ်။ရှာဝါလဲပါပါသေးရှင်။ မီးဖို့ကမ်းမှာဆိုရင်အညော်ကစကားဖြစ် slide တို့တစ်ခါအောင်သုံးပြပေးထားပြီးတော့ကျွေးပြားခင်ကျွေးပြားတွေကပ်ပေးထားမယ်။မျက်နှာချင်းမီးတိမီးဆိုင်မီးရွဲတွေနဲ့အလှဆင်ပေးထားဖြစ်ပြီးတော့ toilet မှာဆိုရင် PVC ကောက်တက်ဆင်ပေးထားမယ်။ကျွေးပြားခင်ကျွေးပြားကပ်ပေးထားမယ်။ဗိုးတိုင်းအိမ်သား shower ပါပါတယ်ရှင်။မီးဖို့ကမ်းမှာဆိုရင်နှစ်ပေပတ်လည်ကျွေးပြားခင်ပေးထားပြီးတော့ကျွေးပြားတွေကပ်ပေးထားမယ်။အောက်ခြေမှာကပ်ပင်းနဲ့ပါတာပဲဖြစ်ပါတယ်။ ဒီတိုက်ရဲ့အနောက်ဘက်မှာဆိုရင်လည်းတိုက်မြင့်မရှိတဲ့အတွက်ကြောင့်မလို့အလင်းအောင်နဲ့ဒေဝလေးထက်ကောင်းလာရဲ့ရှိမှာဖြစ်ပါလိမ့်ရှင်။ဒီခန်းကအနောက်ဝရဏနာနဲ့ပါပါသေးရှင်။အနောက်ဝရဏနာမှာဆိုရင်အပန်းဖြစ်နေတာပဲဖြစ်ဖြစ်အဝေလန်းတာပဲဖြစ်အလုံးစုံလုံးလို့ရမှာပဲဖြစ်ပါတယ်။ မီနီကွန်တို့တိုက်သည်ဆက်ဆက်လူမနီယာစီရဲ့အခန်းကိုရှေ့ဆက်မိတ်ဆက်ပေးကြရပြီဖြစ်ပါတယ်ဒီအခန်းရဲ့ပေးကြတော့69ပေး54ပေးချင်ဝန်နဲ့အခန်းရဲ့အလွှာကတတရတဲ့၄လွှာပဲဖြစ်ပါတယ်ရှင်အခန်းရဲ့အမြင့်က6ပေအမြင့်ဖြစ်ပြီးတော့တိုက်ခန်းရဲ့အလှည့်ဟာဆိုရင်အရှင်းမြောက်ဖြစ်တဲ့တိုက်မတ်ပေါင်းခြင်းကတော့၄ပဲဖြစ်ပါတယ်ရှင်ဒီအခန်းဆိုရင်ယန္တနာမိန်းနှံမယူ ်ခဲပေါက်ပြီးတော့ကောလီယာလမ်းမပေါ်မှာတည်ရှိနေမီနီကွန်တိုက်တင်ဆက်ဆက်နဲ့မိတ်ဆက်ပေးခဲ့ရပါဖြစ်တယ်ဒီကန်းအယောင်စင်းလုံးကတော့3650ကိုအထူးညီနဲ့ရောင်းချပေးသွားမှာဖြစ်ပြီးတော့လူကြီးမင်းတို့အနေဖြင့်ဗန်နဲ့ချိတ်ဆက်ဝယ်ခြင်းနဲ့ဆိုရင်လည်းဝယ်ယူလို့ရပါသေးရဲ့ရှင့်ရှင်စင်ကြောင့်ညပေးခဲ့တဲ့ဒီခန်းကိုလူကြီးမင်းတို့နေဖြင့်ကြိုင်းနှစ်သက်လို့ကြည့်ရှုခြင်းနဲ့ဆိုရင်ရှင်စင်ကိုဖုန်းဆက်သွယ်ပေးပါရှင်။ရှင်စင်ကလူကြီးမင်းတို့စိတ်တန်းကြလိုက်လံပြသပေးသွားမှာဖြစ်ပါတယ်ရှင်။ခန်းပေါင်းများစွာကိုနောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်တင်ပေးသွားမှာမလို့လူကြီးမင်းတို့က follow နှိပ်ပေးခဲ့ပါရှင်။